အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီပြီးခဲ့တဲ့တပတ်ရှောင်းချိန်မှာတော့ကရှားပေးတော့ခဲ့တဲ့အလဲထိုင်20အဆက်ကိုပြန်လည်မြောက်တော့မှာဖြစ်တယ်ပေါ့နော်ဒီ13လေးအလဲထိုင်မှာ336 13လေးအလဲထိုင်မှာ3များလေး4အလဲထိုင်ပေါ့နော်ရှစ်ရှောက်ခုမှာရှောက်အလဲထိုင်၈တုံများတစ်ထက်က3များအလဲထိုင်6 3များ6 4လေးရှောက်ခုထက်ကရှောက်တလုံးအလဲထိုင်6ရှောက်နဲ့ပြီးတော့ဒီမှာရှောက်ရှောက်က9ရှောက်နဲ့3များ4 4 ပြန်နေနေတီပေါ့နော်ရှစ်လေးတော့မှာလေးအလဲထိုင်း၆၈၉မှာ၆တလုံးအလဲထိုင်းပြီးတော့ခွန်ခွန်ကိုခနေရပြီးရင်၃ခွန်ခွန်မှာခနေအလဲထိုင်း၉အလဲထိုင်း၈၉လေးပေါ့နော်၃၅၆အလဲထိုင်းမှာ၅၆၃ပြီးခရစ်တပါကျွန်တော်တို့တေ၅ခွန်၈အလဲထိုင်းတဲ့ကအဲ၈အလဲထိုင်း၆၈ခွန်စပြီးခြားပေးသွားခဲ့တယ်ပေါ့နော် ဒီအလဲထိုင်သုံးလုံးတွေနေ့ကဆက်ပြီးပေးနေဆဲပဲဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ဒါကြောင့်မကျွန်တော်တို့ခုနှစ်ချိန်အတွက်ထပ်ပြီးတော့တွေ့ပြပေးတော့မှာဖြစ်ပါတယ်နံပါတ်က19ဗောနော်သူရဲ့20ကိုလေ့လာကြအောင်ဒါလေးကတော့ကျွန်တော်တို့အလဲထိုင်သုံးလုံးယူတဲ့နေ့ဖြစ်ပါတယ်ရှင်းနှစ်ချိန်က16ဒီနေ့3ချိန်ပေါင်းရှင်းက6ဖြစ်ပါတယ်နေ့နှစ်ချိန်ပေါင်းလေဒီအနောက်ကတုံများနဲ့တစ်ပေါင်းရှင်းတစ်ဖြစ်ပါတယ် ဒီ640ကတည်းက60 100ပေါင်းခွန်ပေါ့နော်ခွန်ကိုနေနဲ့ပေါင်းရှင်ကိုကိုတည်တူတော့30ခွန်ကိုတုံများအလေထိုင်၃လုံးစပြီးယူမှာဖြစ်ပါတယ်နောက်ထပ်တစ်ပတ်မှာက8640ဆိုတဲ့အတွက်ကိုအလေထိုင်ဖြစ်ပါတယ်ခွန်ကိုတုံများထက်ကကိုအလေထိုင်8640ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီမှာရေးပြထားတာဖြစ်ပါတယ်နံပါတ်စဉ်16မှာပေါ့နော် ပြီးတော့တင်တော့ဒီ3 5 6အလေးထင်ရတာကိုထပ်ပြီးတွေ့ပြမှာဖြစ်ပါတယ်။တွင်ရဲ့အရာဒီ၈နှစ်ချိန်ပေါင်း၈6ဖြစ်ပါတယ်။3 5ကတစ်က3ချိန်ဆိုတဲ့အတွက်3ဒီ1နှစ်ချိန်ပေါင်း၈နှစ်ဒီ6ရက်6ရက်က7နှစ်ဖြစ်ပါတယ်။6နှစ်ဒီနှစ်ပေါင်း၈ရှင်းနှစ်နှစ်ပေါင်း10အလေးက3တလုံးချန်တဲ့အတွက်3ကိုနှစ်ပေါင်းက9ကိုတိတိုးတာ6 3 5 6အလေးထိန်3လုံးယူမှာဖြစ်ပါတယ် 963ဆိုတဲ့အတွက်ကြောင့်မို့ရှောင်းတလုံးအလေထိုင်ချပေးသွားခဲ့တယ်ပေါ့နော်။အိမ်မှာတော့အထိတ်လေးပိတ်၃လုံး၄လုံးချပေးသွားခဲ့တာဖြစ်ပါတယ်။356မှာရှောင်းအလေထိုင်ပေါ့နော်။ထပ်ပြီးတော့ဒီ9ခွန်ရှစ်အလေထိုင်ရတာကိုထပ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီခုနှစ်နှစ်ချိန်ပေါင်းရှင်းဆက်လေး9က3ချိန်ဆိုတဲ့အတွက်15ကို9ပဲယူမယ်။ဒီခုနှစ်နှစ်ချိန်ပေါင်းရှင်းက14 39ပေါင်းရှင်း7ဖြစ်ပါတယ်။ လေးနဲ့လေးပေါင်းရှိနေနဲ့ပေါင်းရင်30၅တလုံးကျန်တဲ့အတွက်ငါ့ကိုနေပေါင်းခွန်ခွန်ကို2.2တူတာချစ်ငါ့ခွန်ရှိအလေထိုင်မှာ6ရှိခွန်ချပေးသွားခဲ့တဲ့အတွက်ချစ်အလေထိုင်ဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီခုနှစ်ကျန်အတွက်အပေါ်ကယူတဲ့အနည်းတိုင်းပဲဒီခုနှစ်ကောင်နဲ့ကျန်ယူတဲ့အတွက်6ကောင်နဲ့ကျန်ယူမယ်ငါ့ကို3ကျန်ဆိုတဲ့အတွက်ဒီ6ကို3ကျန်တုံများ2ကျန်6နဲ့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ စက်နှစ်63ကဆက်ရှိတောင်မြတ်ကျိန်တုံည6နဲ့6ပေါင်းရှင်စက်နှစ်ဖြစ်ပါတယ်။နေနဲ့ချင်းနဲ့တစ်စဲနေတလုံးကျန်တဲ့အတွက်နေကိုနေနဲ့ထပ်ပေါင်းတော့၄လေးကိုတစ်တူတာ9တဲ့နေ့အရာဂျန်နရယ်တီခုနှစ်ချိန်မှာနေ့လေး9အလေးထင်ဖြစ်ပါတယ်။ဒီတွင်နီးကိုဂျိန်နီတက်တဲ့မိတ်ဆွေတွေအတွက်အကြီးရွယ်ရှင်ဖြစ်ပါတယ်ပေါ့နော်။တဲ့နေ့အရာဂျန်တို့နေ့လေး9အလေးထင်ရနေတာဖြစ်ပါတယ်ပေါ့နော်။ ။ဒါဆိုရင်ကျွန်တော်ဒီမနေ့မှာတင်ပြထားတဲ့အထီးကီးတွေမှာဆိုရင်၄၅၆ကီး၆တောင်မြတ်ကီး၇၈တောင်မြတ်ကီးဆိုပြီးရှိတယ်။ဒီမှာတော့ကျွန်တော်နင်းလေး၅ကအလေထင်ကီးဆိုပြီးယူမှာဖြစ်ပါတယ်ပေါ့နော်။နင်းလေး၅အလေထင်၃လုံးဖြစ်ပါတယ်။ Okay ထပ်ပြီးတော့ကျွန်တော်ဒီမှာ၄၅၄၅တူနေတာတွေ့ရတယ်ပေါ့နော်။ โอเคနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဒီနင်းလေးငါးနဲ့ခွန်ရှိစိနဲ့တွဲမလား၄၅၆နဲ့ခွန်ရှိတုံများနဲ့တွဲမလားပေါ့နော်နောက်ထပ်ကီးနှလုံးတွင်ဤကိုတူတူလေးလာကြအောင်ဒီကီးကတော့တွင်ဤအတိဖြစ်ပါတယ်ပေါ့နော်ထိတ်နေပိတ်အတိကီးကဏ္ဍ၃လုံးယူတဲ့ဤဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တွင်ဤအတိကိုကျွန်တော်အတူတူလေးလာကြည့်မယ်ပေါ့နော်ဒီလေးခွန်ရှိရှိတဲ့နည်းနဲ့တုံများနဲ့ဒီလေးလေးရှားတဲ့ပင်ကိုရှင်းပြမယ်ပေါ့နော်ကျွန်တော်၃ပင်တွဲမှာဖြစ်ပါတယ် ဒီလေးခွန်ရှိကနန်းတော်လုံးပေါင်းရှင်ကျွန်တော်ဒီမှာ9ရာတွေပေါ့နော်။ဒါကြောင့်မို့အထီးကြီး9ဒီလုံးရာပြီဖြစ်ပါတယ်။ရှစ်တနစ်ကနန်းတော်လုံးပေါင်းရှင်ဒီရာတွေအတွက်ကြောင့်မို့ဒီအထီးကြီးရဲ့နှစ်တော်များနဲ့ပေါင်းရှင်လေးဆိုတဲ့အတွက်ကျွန်တော်ဒီ9တလေးကို အထီးကြီး3လုံးအနေနဲ့ယူမှာဖြစ်ပါတယ်။ဒီ9တလေးအထီးကြီးမှာတူချပေးသွားတာကနောက်ထပ်တစ်ပြင်မှာလေးလေးရှောက်ဆိုတဲ့အတွက် ကိုတေလေးတဲ့ကလေးတလုံးထိတ်စီနဲ့အလေးထင်းညာမှာခြာပြီးသွားခဲ့တာဖြစ်ပါတယ်။ Okay နောက်ထပ်3ပင်ပေါ့နော် လေးလေးခြောက်ပြီးတော့တူခြာပြီးသွားတာက95တေ95တေပြီးတော့99တောင်ညာတောင်ညာ9ခွန်ဒီ3ပင်ကိုမူတည်ပြီးတော့ခွန်9ခွန်ကီးယူမှာဖြစ်ပါတယ်။ဆိုတော့ကိုငါတေပေါင်းရှင်း9ဖြစ်ပါတယ်ကိုကိုတုံညာပေါင်းရှင်း78 6အတိကီ7ဖြစ်မယ်ဟောနော်တုံညာ9ခုပေါင်းရှင်း76 ဆိုတော့ကျွန်တော်ဒီမှာကနန်း၃လုံးက၅၈၆အထီးကီးဆိုပြီးရတာဖြစ်ပါတယ်။သူချပေးသွားတာကခွန်၅ခွန်ဖြစ်တဲ့အတွက်အထီးကီး၅တလုံးကအလေထိန်နေရာကချပေးသွားတယ်ပေါ့နော်။နောက်ထပ်ခွန်၅ခွန်ပြီးတော့ဒီမှာလေးလေးလေးချောက်လေးတလုံးလေးလေးချောက်ပေါ့နော်၅တလုံးခွန်၅ခွန်ထပ်ပြီးတော့ကျွန်တော်ဒီခွန်၅ခွန်ပြီးတော့၅လေးလေး၉ခွန်၉တုံည63ဆိုတဲ့အတွက်အငားလေးလေးကဏ္ဍ3လုံးပါရှင်း3 909ကဏ္ဍ3လုံးပါရှင်းက ငါ3963လုံးပေါင်းချင်း9ဆိုတဲ့အတွက်3 9 9အထီကီမှာသူချပေးသွားတာက3 9 5ဆိုတဲ့အတွက်အဲ့ဒီမှာတော့ကီ3လုံးစလုံးအပြည့်ချပေးသွားတယ်ပေါ့နော်။ဒုံထိတ်9အလေ9အပိတ်3 9 5ဆိုပြီးတော့9ကီ3လုံးစလုံးချပေးသွားတယ်။နောက်ထပ်တစ်ခု6 3 3ဆိုတဲ့အတွက်ပေါင်းချင်း9 6 6ဆိုတဲ့အတွက်ပေါင်းချင်း၄၄၈တဲ့ကနန်း3လုံးပေါင်းချင်းက300ရတယ်ပေါ့နော်။ဆိုတော့ 943အထီကီ3လုံးယူมาဖြစ်ပါတယ်โอเคနောက်ထပ်တစ်ပြန်မှာက96ရှေ့ဆိုတဲ့အတွက်ကြောင့်မို့ချစ်ကီ9တလုံးအလဲထိုင်ညာကခြားပေးသွားခေတာဖြစ်ပါတယ်96ရှေ့ပြီးတော့116 693ညာ993ပေါ့နော်ဆိုတော့ပေါင်းရှင်းက8 693ညာပေါင်းရှင်းက993ကနန်း3လုံးပေါင်းရှင်း9ဖြစ်ပါတယ် ရှေ့ငါခွန်ကီတုံးလုံးထဲကငါတုံညာလေးခြာပြီးတော့ခဲ့တဲ့အတွက်ကြောင့်မို့အထီးကငါကတော့ဒိတ်စီညာကခြာပြီးတော့ခဲ့တယ်ပေါ့နော်ငါတလုံးငါတုံညာလေးဖြစ်ပါတယ်โอเคထပ်ပြီးတော့ကျွန်တော်တူတူထပ်ပြီးလေ့လာကြအောင်ပေါ့နော်ငါတုံညာလေးပြီးတော့ငါတုံညာ3တုံးလုံးပေါင်းရှင်ရှေ့336ကနန်းတုံးလုံးပေါင်းရှင်2တုံညာလေးတိကနန်းတုံးလုံးပေါင်းရှင်5ဆိုတဲ့အတွက် အဲကန်ကီတုံးလုံးအနေနဲ့ရှင်နေငါကီယူမှာပေါ့နော်နောက်ထပ်တစ်ပြိုင်မှာချီချောက်ခွန်ဆူရဲ့အတွက်အစီကီရှစ်တလုံးကထိန်းနီယာကချပေးသွားတာဖြစ်ပါတယ်၆တုံးများ၆ပေါင်းရှင်းနဲ့ရှောင်းရှောင်းနဲ့ကနန်းသုံးလုံးပေါင်းရှင်းလေ66နှစ်66ကကနန်းသုံးလုံးပေါင်းရှင်းခုနှစ်ဆိုတဲ့အတွက်နေလေးခွန်ကီမှာ9ရှောင်းနှစ်ချပေးသွားခဲ့တယ်ပေါ့နော်။ဒါကြောင့်မဒီကီသုံးလုံးထဲကနေတလုံးကအပိတ်နေရာမှာ9ရှောင်းနှစ်ဆိုပြီးချပေးသွားတာဖြစ်ပါတယ်။ ကိုရှောင်းနေပြီးတော့နောက်ထပ်တစ်ပြည်မှာဒုံညာလေးလေးနိနိတဲ့ရှင်းလေးတော့ဒုံညာလေးလေးပေါင်းရှင်းကရှင်းနိနိတဲ့သုံးလုံးပေါင်းရှင်းကငါရှင်းလေးတော့ကနန်းသုံးလုံးပေါင်းရှင်းကငါဆိုတော့ကြည်မာတော့ငါငါသူနေတဲ့အတွက်ရှင်းငါကီထဲကရှင်းတလုံး663သုံးပြီးခြားပေးသွားတာဖြစ်ပါတယ်ရှင်းချောင်းသုံးပြီးတော့နိဒုံညာကိုပေါ့နော်နိဒုံညာကိုပြီးတော့ခွန်ခွန်ကိုခွန်ဒုံညာဒုံညာဆိုတဲ့အတွက်ပေါင်းရှင်း ခုနှစ်ပေါ့နော်ဆိုတော့တစ်တုံးခွန်အထီးကီမှာသူချပေးသွားတာက3ခွန်ခွန်ဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကီ3နဲ့ခွန်နဲ့အပြီးပြအပူချပေးသွားတာဖြစ်ပါတယ်။ Okay ခုနှစ်ကြိမ်အတွက်ချစ်ကိုလေးဆိုတဲ့အတွက်ကဏ္ဍ3လုံးပေါင်းရှင်း1 5 6 3ဆိုတဲ့အတွက်ပေါင်းရှင်း၄ရှောက်ရှိခုံဆိုတဲ့အတွက်ကဏ္ဍ၃လုံးပေါင်းရှင်း၁၁၄၁၁တလုံးတူနေတဲ့အတွက်၁၄အထီးကြီးဖြစ်မှာဖြစ်ပါတယ် တွင်ဤအရာဆက်ပြီးသွားခင်မယ်ဆိုရင်တင်လေးအထီးကြီးဖြစ်မယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ဒီမှာတင်လေးအထီးဆိုပြီးထပ်ပြီးရတာဖြစ်ပါတယ်ပေါ့နော်။ဒါကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့သင်ပြပေးရှင်းတာဖြစ်ပါတယ်ခင်ဗျာ။โอเคကျွန်တော်လေးသလုံးဒီမှာတည်တူတယ်။လေးသလုံးကလည်းဒီမှာပါတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒါကတော့တွင်ဤအရာပြန်လည်များဝေရှင်းတာဖြစ်ပါတယ်ပေါ့နော်။ ယခုဗီဒီယိုကိုလည်းအဆုံးအထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြပါစေချမ်းသာပြီးတော့ကကြည်သုံးပါကြော်လွှတ်နိုင်ကြပါစေခင်ဗျာ